မန္တလေးတိုင်းမိုးကုတ်မြို့ကို အော်တိုဘာ21ရက်မော်လဲပိုင်းမှာဆောစုကတိုက်လဲနဲ့ပုံကျဲတက်ဖြက်လို့ကလေးတငယ်3ဦးသေဆုံးကတရားရရှိသူ12ဦးနဲ့နောက်ထပ်ကလေးငယ်2ဦးထပ်မံသေဆုံးခဲ့တယ်လို့မြို့ခံတွေကအမှတ်ပြကိုပြောပါရယ်။သေဆုံးသူကလေးငယ်ဟာအသက်13နှစ်အရွယ်မောင်ရဲရင်အောင်ဖြစ်ပြီးတော့ဘုံထိမယ်လို့ဦးကောင်းတဲ့ခနာကိုအောက်ပိုင်းထိမှန်တန်းအရကစေကူတာနေချင်းအော်တိုဘာ21ရက်ည9:00ဝန်းကျင်မှာပဲဆုံးပါသွားတာပါ။ ောက်တိုဘာ22ရက်ညနေ3နာရီလောက်ကမိုးကုတ်မြို့အရှေ့ပိုင်းရှော်လီပိုင်းအုပ်စုကန်တော်ရက်ွက် ရှမ်းကြောင်နဲ့ဖျားငှားစုအနည်းမှာရှိတဲ့ဖူးဆဲဘောလုံးကွင်းကိုမရောက်နိုင်တစ္ဆာကန်စုပ်စုကတိုက်လီရင်နဲ့ဘုံနှလုံးကျဲကျတက်ပြက်လို့ကလေးငယ်၃ဦးသေဆုံးက၁၂ဦးထံမှနေတန်းရရှိခဲ့တာပါ။ ဲ့ဒီသေဆုံးတန်ရာသူတွေဟာဂရဂါလူမျိုးတွေဖြစ်ပြီးတော့ဟိန္ဒူဘာသာရေးပွဲတော်ဖြစ်တဲ့ဒေပါရီမီထွန်ပွဲတော်ကိုကျင်းပဖို့ပြင်ဆင်နေကြချိန်အခုလိုဆိုဆူရဲ့ဘုံကျဲတက်ဖြတ်မှုကိုခံခဲ့ရတာလို့ဆိုပါတယ်။ဆိုဆူကအော်တိုဘာ22ရက်နေ့ကမိုကိုမြို့ကိုဘုံကျဲတက်ဖြတ်ပြီးနောက်နိုင်ပိုင်းကြာညနေ6နာရီဝန်းကျင်မှာလဲမန္တလေးမိုကိုကားလန့်ဘော်ကလူစီကားတဲ့ကျွော်ကြီးဖြစ်တဲ့တပိတ်ချင်းမြို့နယ်စည်ရကွင်းရွာရွာလယ်ဈေးတဲ့ကိုဒရုန်းနဲ့ဘုံကျဲတက်ဖြတ်ရမှာ လင်းငယ်အပါဝင်ဒေသခံ၅ဦးထိခိုက်သေဆုံးခဲ့ပါသေးတယ်။ဇောဆူအားပြီးခဲ့တဲ့ရက်ပိုင်းကမန္တလေးမိုးကုတ်လမ်းအချက်ချာနေရာဖြစ်တဲ့ဖော်တော်လမ်းဆောင်ကိုလေးချောင်းနဲ့ဒရုန်းအကူကပြန်လည်သိမ်းယူပြီးနောက်ဆက်လက်နည်းမြေချဲ့ထွင်နိုင်ဖို့စူးစမ်းနေပြီးတော့ဖော်တော်လမ်းဆောင်ရဲ့အထက်ဘက်မိုးကုတ်နဲ့ဖော်တော်လမ်းဆောင်ရဲ့အောက်ဘက်ဇေယကွင်းရွာအပောင်ဝင်တပိတ်ချင်းနဲ့စင်ကူးနေတဲ့လေရင်ဒရုန်းတွေနဲ့နေစင်ရက်ဆက်ဘုံကျဲနေရပဲဖြစ်ပါတယ်။ လက်ရှိဖော်တော်လန်းစုံတဝိုက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်အုပ်စုကအသေးခံ drone လက်နက်ကြီးနဲ့လေကြောင်းကနေပုံကျဲတက်ဖြတ်နေရကြောင်းအရက်သားပြည်သူအများအပြားဟာတိုက်ပွဲတွေနဲ့ဝေးရကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။စစ်အုပ်စုကတော်လန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မြို့ရတွေကိုပြန်ရဖို့လေကြောင်းအားကိုတရုတ်အားကိုနဲ့စူးစမ်းနေပြီးစစ်ရှုံးနယ်မြေတွေပြန်ရရေးအတွက်စစ်ရေးပြတ်မှတ်မဟုတ်တဲ့အရက်သားပြည်သူတွေကိုပါနေ့စဉ်ပုံကျဲတက်ဖြတ်နေရလဲဖြစ်ပါတယ်။